မင်္ဂလာပါခင်ဗျာဒူနီအတူတူအသေးစိတ်ဆွေးနွေးကြည့်ဖို့ရွေးထားရဲ့အကျဉ်းစာပိုင်းကတော့ဓမ္မတကျမ်းတွေကယောမအဝါဒါစာအခန်းကြီး7တွင်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီအခန်းကြီးကနေအရေးကြီးတဲ့အချက်တွေကိုဘလို့နားလေခြင်းသုံးနိုင်မလဲဆိုတော့ကြည့်ကြမှာပေါ့နော်ဆိုတော့အဓိကအပိုင်း၃ပိုင်းတွေ့ရမယ်ထင်တယ်ဟုတ်ပါတယ်အစအပိုင်းမှာအစိုးရအာဏာပိုင်းတွေကိုဘလို့သဘောထားရမလဲဆိုတော့အငေအိတ်ကနေခုံအထီ อืมပြီးတော့ဒုတိယအပိုင်းကမေတ္တာတရားကပြည့်ညက်တရားနဲ့ဘလို့ဆက်ဆက်နေတယ်လဲအငေရှိကနေစဲမှန်ပါတယ်နောက်ဆုံးအပိုင်းကျတော့အချင်းအခါရဲ့အရေးကြီးမှုနဲ့ယုံကြည်သူတို့ရဲ့နေထိုင်မှုပုံစံအငေစတ္တကနေဆက်လေထိပို့ဒီချက်လက်တီကိုတော့ the wise believers ကပြုစုထားတဲ့အကြောင်းအရာတွေအပေါ်မှာအခြေခံပြီးဆွေးနွေးတော့ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီရွေးချက်ကတော့ဒီယောမ73ရဲ့အထိကအတွေးခေါ်တွေပြီးတော့လက်တွေ့ကျင့်သုံးနိုင်မဲ့အချက်တွေကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်လာစေဖို့ပါပဲ ကဲဒီအကြောင်းအရာလေးကိုစာပြီးဝင်ကြည့်ကြအောင်လေခရစ်ယာန်တယောက်ရဲ့နေ့စဉ်လူမှုဘဝအတွက်တကယ့်ကိုအရေးပါတဲ့လမ်းညွှန်ချက်တွေပေးထားတာပါ အထူးသဖြင့်ယုံကြည်သူတယောက်ကနိုင်ငံတိုင်းတယောက်အနေနဲ့သူ့ရဲ့တာဝန်တွေကိုဘယ်လိုမြင်သင့်တယ်လဲဟုတ်ကဲ့ပြီးတော့လူလူချင်းဆက်ဆံရေးမှာမေတ္တာတရားကဘယ်နေရာကပါဝင်နေတယ်လဲနောက်ပြီးကိုယ့်ရဲ့ဝိညာဉ်ရေးဟာနှူးကြမှုဘလို့အဲ့ဒါကိုဘယ်လိုထိန်းသိမ်းမလဲဆိုတာတွေကိုဟန်ချက်ညင်ညင်ကြင်ကြံဖို့အခြေခံမှုတွေကိုချပေးထားတာတွေ့ရတယ်။อืมဟုတ်ပါတယ်။ဒီထဲမှာလေစီကွန်စားကြကောင်းတာတစ်ခုက အစိုးရအာဏာကိုလေးစားဖို့ပြောနေရင်ကနေမေတ္တာတရားရဲ့ရေးပပုံကိုဘယ်လိုချိတ်ဆက်ပြီးတော့တင်ပြထားတယ်လဲဆိုတာပါပဲ။ဒါကပင်ပန်းအစည်းကမ်းလိုက်နာမှုနဲ့အတွင်းစစ်ရဲ့သဘောထားပြောင်းလဲမှုကြာကဆက်နွယ်မှုကိုမိမောင်းခုပြနေတယ်လို့ရနော်။ဟုတ်ပြီဟုတ်ပြီ။ဒါဆိုပထမပိုင်းကိုအရင်ဆလိုက်ကြရအောင်။အာဏာပိုင်းဒီကိုနာခံခြင်းအငယ်အစနစ်ကနေခုံဖို့။အစမှာကိုပဲရှိရှိသည်များအာဏာပိုင်းများအားလုံးကို ဖျားသခင်ခတ်ထားခြင်းဖြစ်တယ်လို့တိတိကျကျဆိုထားတာတွေ့ရတယ်ဗျဒါကတော်တော်လေးအားပါတဲ့အောင်ဆိုတကူပဲဟုတ်ပါတယ်တော်တော်လေးတိုက်ရိုက်ကြတယ်ဆိုတော့အဲ့ဒါကအာနာပိုင်ကိုစန့်ကျင်ရင်ဖျားသခင်ကိုတိုက်ရိုက်စန့်ကျင်ရရောက်သွားတယ်လို့ဆိုလိုချင်တာလားဒီအချက်ကိုနည်းနည်းပိုရှင်းအောင်လုပ်ကြည့်ရင်ကောင်းမယ်ထင်တယ်ဟုတ်ကဲ့ ဒီချမ်းပပရဲ့ဆိုလိုရင်ကတော့အချမ်းဖြင့်အဖင်အဲ့ဒီတိုင်းပါပဲအုတ်ချုပ်ပိုင်ခွင့်အာနာဆိုတာသူ့လိုလိုပေါ်လာတာမဟုတ်ပဲနဲ့လူဖွဲ့စည်းမှတရားဥပဒေစိုးမိုးမှုဒီငယ်အချားမှုရှိစေဖို့ဖျားသခင်ကခွင့်ပြုထားတဲ့စီစဉ်ထားတဲ့အစီအစဉ်တစ်ခုအဖြစ်ရှုမြင်တယ်လीအင်းအစီအစဉ်တစ်ခုဟုတ်တယ် ဒါကြောင့်ဖျားသခင်ခံအားထားတဲ့အဲ့ဒီအာနာဖွေးစည်းပုံကိုစန့်ကျင်တာဟာဖျားသခင်ရဲ့အစီအစဉ်ကိုစန့်ကျင်ရာရောက်တဲ့ဆိုတော့အဲ့ဒီလိုစန့်ကျင်တဲ့သူဟာသူ့ပေါ်မှာအဖြစ်စီရင်ခြင်းကိုတန်ဆောင်လာနိုင်တယ်လို့တတိပေးထားတာပေါ့ဟုတ်ကဲ့ဒါပေမဲ့ဒီနေရာမှာအရေးကြီးတာတခုတတိပြုဖို့လိုတဲ့အာနာပိုင်ရဲ့အဓိကတောင်းကိုလည်းရှင်းပြထားတဲ့တဲ့ကောင်းမှုပြုသူကိုချင်းချောက်ဖို့မဟုတ်ဘဲနဲ့မကောင်းမှုပြုသူကိုဒဏ်ခတ်ဖို့မကောင်းမှုကိုထိန်းချောင်းဖို့အတွက်ဖျားသခင်ရဲ့အစေခံဖြစ်အာနာကိုအထုံးပြုရမယ်ဆိုတဲ့ဆိုလိုရင်းဖြစ်ပါတယ်ဟွန်း အစေခံအဖြစ်ထုံးရမယ်ဆိုတဲ့အချက်ပေါ့ဒါဆိုရင်ဘာကြောင့်နားခံရမှာလဲအဖြစ်ပဲခံရမှာကြောက်လို့ပဲလားဒီရဲ့ပိုတန်ကြောက်မဲ့ရှိသေးလားခင်ဗျာအဖြစ်တန်ကြောက်ရွံ့ခြင်းတစ်ခုတည်းကြောင့်တော့မဟုတ်ဘူးလို့ကျန်းစာကဆိုထားတယ်ရှင်နောက်တစ်ချက်ကပိုအရေးကြီးတယ်လို့ပြောလို့ရမယ်အဲ့ဒါကမိမိရဲ့သီလသက်စိတ်ပေါ့ conscious လို့ခေါ်တယ်အတိစိတ်ကြောင့်နားခံဖို့လို့လေဆိုတာပဲအော် ဒီလတက်စိတ်ကြောင့်ကြတဲ့နိုင်ငံသားတာဝန်တွေကိုဥပမာအခွန်ပေးဆောင်ခြင်းအကောက်ပေးဆောင်ခြင်းယူတီလေးစားထိုက်သူကိုယူတီလေးစားခြင်းဂုံကျူးထိုက်သူကိုဂုံကျူးခြင်းဆရာတွေကိုလည်းလှုပ်ဆောင်ဖို့တိုက်တွန်းထားပါသေးတယ်။ဒါတွေကလူ့အဖွဲ့အစည်းတည်ငြိမ်စွာလည်းပတ်ဖို့အတွက်လိုအပ်တဲ့အခြေခံဥပဒေတွေပေါ့လေ။ဒီနေရာမှာလက်တွေ့ကြတဲ့မေခွန်ချက်ခုကျွန်တော်စိတ်ထဲပေါ်လာတယ်။တခါတလေမှာလည်းဖျားသခင်ရဲ့ပင်ညက်ဒါမှမဟုတ်ယုံကြည်ချက်နဲ့အစိုးရရဲ့အမိန့်ဥပဒေတွေကထိုက်တိုက်တွေ့တဲ့အခြေအနေမျိုးဆိုရင်ကောဗျာ။ ဥပမာအမ်တမန်တော်ဝတ္ထုထဲမှာတမန်တော်တွေကိုယေရှုအကြောင်းမဟောပြောဖို့အာနာပိုင်းတွေကတားမိထည့်တယ်လို့မျိုးပေါ့အဲ့ဒါမျိုးကြောင့်ဘလို့လို့မလဲဟုတ်ကဲ့ဒါကတကယ်ကိုအရေးကြီးပြီးရောရှောင်လွှဲလို့မရတဲ့မေခွန်းတစ်ခုပါပဲဒီယောမဆတိုးကအစိုးရကိုနာခံဖို့အလေးပေးနေတဲ့အချိန်မှာပဲကျမ်းစာရဲ့တခြားနေရာတွေပေါ့ဥပမာခုနကထောက်ပြခဲ့တဲ့တမန်တော်ဝတ္ထုအခန်းကြီး9အငယ်29မှာဆိုရင် ပေသူနဲ့တခြားတမန်တော်တွေကလူစကားထက်ဖျားသခင်ရဲ့စကားကိုငါတို့ဒီတားရီနားထောင်ရမည်လို့ပြက်ပြက်သားသားတုံးပြန်ခဲ့တာရှိတယ်လေဟုတ်တယ်ဟုတ်တယ်မှတ်မိတယ်ဒီတော့ရေဖြိုးရဲ့လမ်းရွင်ချက်ကတော့ဟုတ်ပါတယ်နိုင်ငံသားတွေအနေနဲ့အစိုးရကိုလေးစားရမယ်နားခံရမယ်ဒါမှအဲ့ဒီအစိုးရရဲ့အမိန်ကဖျားသခင်ရဲ့တိတာထင်ရှားတဲ့ပြည့်ညက်ချက်တစ်ခုခုကိုချိုးဖောက်ခိုင်းတာဒါမှမဟုတ်ဖျားသခင်ကိုစွန့်ပယ်ခိုင်းတာ တမမောတိပိတာတာမတရားမှုကိုကျူးလွန်ခိုင်းတာမျိုးဖြစ်လာခဲ့ရင်တော့อืมယုံကြည်သူရဲ့အနိမသစ္စာဆောင်တည်မှုကဖရာသခင်ပေါ်မှာပဲရှိရမယ်။အဲ့ဒီအခါမှာဖရာသခင်ရဲ့စကားကိုဦးစားပေးရမှာဖြစ်ပါတယ်။ဒါကတကယ်ကိုတိမ်မွဲ့ပြီးတော့စင်ချင်းတုံတရားနဲ့ဆုံးဖြတ်ရမယ်အခြေအနေမျိုးပါပဲ။ဟုတ်ကဲ့။အေးတကူနားငယ်ဖို့ရည်ကြီးတာပေါ့နော်။ကဲဒါဆိုအနာပိုင်းဒီအကြောင်းကနေဒုတိယပိုင်းကိုကူကြအောင်။မေတ္တာတရားကပြည့်ညက်တရားကိုပြီးသုံးစေခြင်း။ အငယ်ရှိကလေးစေဒီချိတ်ဆက်ပုံကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဗျာဟုတ်တယ်နော်အခန်းငယ်ရှိမှချစ်ချင်းမေတ္တာဤကြွေးမတပါမိသူကိုများမိသည့်အရာများမကြွေးကြော့နေနဲ့အဲ့ဒါကပါကိုဆိုလိုတာလေခင်ဗျာမေတ္တာကိုအကြွေးဆိုတဲ့အတုံးလုံးကထူချနေသလိုပဲဒီချိတ်ဆက်မှုကတကယ်ကိုအသေးပဲရှိပါတယ်ရှင်ဘာလို့လဲဆိုတော့အရင်အပိုင်းငယ်တွေမှာ ပြင်ပန်းဆိုင်ရာတာဝန်နေအခွန်တို့လေးစားမှုတို့ပြောပြတဲ့နောက်အခုအတွင်းဆက်ရဲ့အခြေခံအကျုံးဆုံးတာဝန်ဖြစ်တဲ့မေတ္တာကိုဆက်ပြောလာတာကို အတွင်းစိတ်ရဲ့တာဝန်ဟုတ်တယ်ဆိုလိုချင်တာကဂွေရေးချေးရေးအကျွေးတွေတခြားလောကီအကျွေးနဲ့အားလုံးကိုတော့အချိန်မီ ပေးဆက်ရမယ်ရှင်းလင်းပေးရမယ်ဒါပေမဲ့အချင်းချင်းချစ်ခင်ရမယ်ဆိုတဲ့မေတ္တာတရားကတော့ဘေရောမှာပေးဆက်လို့မပြီးနိုင်တဲ့အမြင်နဲ့ပေးဆက်နေရမယ်ထာဝရတည်မြဲနေရမယ်အကျွေးတစ်ခုလို့ဖြစ်တယ်လို့ပုံဖော်ထားတာပါအော်အမြဲပေးဆက်နေရမှာဟုတ်ပါတယ် ဒါကတခါပေးပြီးတာနဲ့ပြီးသွားတဲ့တာဝန်မျိုးမဟုတ်ပဲနဲ့နေ့စဉ်နဲ့အမျှအသက်ရှင်နေတဲ့ရွဲ့ဆက်လက်ကျင့်သုံးနေရမယ့်အရာဖြစ်တယ်လို့ဆိုလိုလားပေါ့လေမေတ္တာကိုအစမပြတ်ပေးဆက်နေရမယ့်တာဝန်အဖြစ်ရှုမြင်တာကအတော်စိတ်ဝင်စားစရာပဲဒါဆိုရင်အိမ်ကြီးချင်းကိုချက်တော်သူဒီပညာတရားကို ပြည့်စုံစေဤဆိုတဲ့အချက်ကောခမရ ပညတ်တော်ဆယ်ပါးလိုမျိုးတိကျတဲ့ပညတ်တွေအများကြီးရှိနေမှာမို့လားမေတ္တာတရားတစ်ခုတည်းကတီအီယာအားလုံးကိုဘယ်လိုလုပ်ပြီးလွှမ်းခြုံနိုင်တာလဲဟုတ်ကဲ့ပညတ်တော်တွေအများကြီးရှိခဲ့တာမှန်ပါတယ်ဒါမှမဟုတ်ဒီနေရာမှာရှင်ဘိုလ်လူရှင်းပြခြင်းတဲ့အဓိကချက်ကတော့သူတစ်ပါးရဲ့မယားကိုမပင်မွားရလူကိုမတတ်ရသူ့ဥစ္စာကိုမခိုးယူရသူတစ်ပါးရဲ့ဥစ္စာကိုတတ်မလို့ခြင်းတော်စိတ်မရှိစေရစတဲ့လူမှုဆက်ဆံရေးနဲ့သက်ဆိုင်တဲ့ပညတ်တော်တွေအားလုံးပေါ့နော် တကယ်တော့ပြည့်ညချရာတစ်ခုလုံးရဲ့အနစ်တာရကကိုနှင်းဆက်ဆိုင်တော်သူကိုကိုနှင်းအမျက်ချစ်လို့ဆိုတဲ့အခြေခံမေတ္တာပြည့်ညတစ်ခုထဲမှာအကျုံးဝင်နေတယ်ဆိုတာပါပဲ။ဩအားလုံးကအဲ့ဒီတစ်ခုထဲမှာပါနေတာ။ဟုတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ယူတီရှိရှိစဉ်းစားကြည့်ရင်ရှင်းပါတယ်လေ။ကိုကကိုရဲ့အိမ်နီးချင်းကိုဒီနေရာမှာအိမ်နီးချင်းဆိုတာကိုပဝင်းချင်းကဘယ်သူ့ကိုမဆိုရည်ညွှန်းတာပေါ့နော်။တကယ်ပဲကိုကကိုချစ်တယ်လို့ချစ်တယ်ဆိုရင်ကိုသူ့ကိုဘယ်နည်းနဲ့မှအန္တရာယ်ဖြစ်စေမယ့်နင့်နာစေမယ့်လားလို့လုပ်တော့မှာမဟုတ်ဘူးလေ။ဟုတ်တာပေါ့။ သူအိမ်ထောင်ရေးကိုဖြစ်စည်းမှမဟုတ်ဘူးသူအသက်ကိုရန်ရှာမှမဟုတ်ဘူးသူပစ္စည်းကိုခိုးယူမှမဟုတ်ဘူးသူမှချီတာကိုမတရားလိုချင်တတ်မှတ်မှမဟုတ်ဘူးဒီတော့မေတ္တာဟာအပြုသဘောဆောင်တဲ့အရာဖြစ်ပြီးဖိနဲ့တရားရေးကမလောက်ရလို့တားမြစ်ထားတဲ့အရာအလုံးကို အလိုလျောက်ရှောင်ရစေတယ်ဟွန်းဟွန်း ဒါကြောင့်မေတ္တာဟာပြည့်ညက်တရားရဲ့အဆုံးစုံတော်ပြည့်စုံခြင်းအနိတ္တရာဖြစ်တယ်လို့ဆိုလိုတာပါ။ဒါကခရိယန်တယောက်ရဲ့ကိုကျင့်တရားဆံရာလမ်းပြမြေပုံလို့ဖြစ်လာတာပေါ့။ဟုတ်ကဲ့။ဒီဆက်ဆက်မှုကိုရှင်းရှင်းလင်းလင်းမင်းလာပါပြီ။အခုတတိယနဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့အချိန်အခါရဲ့အရေးကြီးမှုနဲ့အလင်းကိုဝစ်ဆင်ခြင်းအငယ်၁၁ကနေ၁၄ကိုဆက်သွားကြည့်အောင်။အဲ့ရမှနူးထရရမယ့်ချိန်တန်ပြီဆိုတဲ့တိုက်တွန်းချက်ကဘာကိုဆိုလိုတာလဲဗျာ။ ပြီးတော့ကဲတင်းချင်းသည်ယခုပိုး၍နီးကပ်နေပြီဆိုတာကတော့ဘလို့အတိတ်ပဲသိအောင်လဲอืมတာကလေးဝิญဉ်ရေးရမှာတရီဝီရိယာနဲ့노ကြနေဖူအလေးနဲ့တိုက်တွန်းချက်ပါပဲဆိုလိုတာကဝิญဉ်ရေးရမှာပပော့ဆာဆာပြင်းရည်လေးကန်စွာအင်းငိုင်းနေလို့မဖြစ်တော့ဘူး노노ကြကြအတိအစိတ်ရှိရှိနေထိုင်ရမယ့်အချိန်ရောက်ပြီလို့ဆိုလိုတာပါอืม노ကြမှုပေါ့ဟုတ်ပါတယ် ရှင်တော်လူတိဆောက်ကိုရေးတဲ့အချင်းကအစောပိုင်းခရိယန်နဲ့ဟာခရစ်တော်မကြခင်ပြန်ကြွလာတော့မယ့် second coming လို့အလွန်မျော်လင့်နေကြတဲ့ကာလဖြစ်တယ်လေဟုတ်ကဲ့ဒါကြောင့်သူတို့ယုံကြည်ရင်စတင်ခဲ့တဲ့အချိန်ကထက်အခုလက်ရှိအချိန်မှာသူတို့မျော်လင့်ကောင်တာနေတဲ့နောက်ဆုံးတော့ကတင်ခြင်းပေါ့ final salvation လို့ခေါ်တဲ့ခရစ်တော်နဲ့အတူ ဖုံးစည်းစိမ်တဲ့ tower အသက်ရှင်ရခြင်းက ပေါ်ပြီးတော့နီးကပ်လာပြီလို့ဆိုလိုရင်းပါ။ဒါကြောင့်အချင်းကိုအလဟာဆမဖြုံးတိပဲဝိညာဉ်ရေးရရင်ကျက်မှုအတအကောင်းဆုံးအတုံးချဖို့နိုးဆော်နေတာဖြစ်ပါတယ်။အချင်းရဲ့တံပိုးနဲ့ဝိညာဉ်ရေးရနိုးချမှုပေါ့နော်။ကောင်းပါပြီ။ဆက်ပြီးတော့မောင်မိုက်ဤအချင်းများကိုဖယ်ရှား၍အလင်းဤလက်နက်ဆောင်ကိုဝစ်စင်ကြကုန်အံ့ဆိုရကားကောဘယ်လိုမျိုးလဲခဏ။ပါရီကိုအမောင် အချင်းတေလို့ဒီနေရာမှာရည်ညွှန်းထားတာလဲ။ အမောင်အချင်းတွေဒါမှမဟုတ်ညနဲ့သက်ဆိုင်တဲ့အချင်းတွေအထိဥပမာပေးချတာတွေကတော့လွန်ကျူးစွာပျော်ပါခြင်းတည့်ရတရက်နဲ့မွေးရတောက်စားခြင်းကာမဂုဏ်လိုက်စားခြင်းနဲ့လိန်ကွိုင်းဆိုင်ရအရှက်မဲ့စွာဖြူမှုခြင်းလက်ခြင်းပြီးရန်ဖြစ်ငင်းခုန်ခြင်းအချင်းချင်းမနာလိုဝန်တိုဖြစ်ခြင်းစတာတွေပါပဲอืมတော်တော်များတာပဲဟုတ်ပါတယ်ဒါတွေကဖျားပခင်မနဲ့သက်တဲ့မောင်မိုက်နဲ့ဆက်ဆက်နေတဲ့အဖြူမှုတွေဖြစ်လို့ဒါတွေကိုချွတ်ပယ်ပြီးတော့ အလင်းလက်နက်ဆောင်ကို Armor of Light ကိုဝတ်ဆင်ကြလို့တိုက်တွန်းတာပါဒီလက်နက်ဆောင်ကိုဝတ်ဆင်နေဆိုတာကအလင်းဖြစ်တဲ့ခရစ်တိုနဲ့ဆိုင်တဲ့ကောင်းမြတ်တဲ့အကျင့်စရိုက်တွေဥပမာတန်ရှင်းဖြောင့်မတ်မှုမေတ္တာ ခွင့်လွတ်ခြင်းစတဲ့ရည်သွေးတွေကိုကိုယ်အတ္တတာမှာမွေးမြူကျင့်သုံးတာကိုဆိုလိုတာပါပြောရရင်နေခင်ဘက်လူများမြင်တွေ့နိုင်တဲ့အချိန်မှာတွာလာတယ်လို့မျိုးဖွင့်လင်းမြင်တာစွာတင့်တော်စွာအရှိတရားနဲ့အညီနဲ့ထိုင်ကျင့်ကြံမှုတိုက်တွန်းတာဖြစ်ပါတယ် အခက်ခဲဆလဲမှာတုံးထားတဲ့သခင်ယေရှုခရစ်ကိုဝတ်ဆင်ကြလို့ဆိုတဲ့အတုံးတုံးကလည်းအတော်လေးစိတ်ဝင်စားစရာပဲဗျာအပေါ်ကလက်နဲ့စုံနဲ့ဆင်တူတူလိုပဲဒါကိုဘယ်လိုနားလဲရမလဲအင်ဂျီဝတ်တူလိုမျိုးလားဟုတ်တယ်အဲ့ဒီအတုံးလုံးကတကယ်အားကောင်းတဲ့ပုံစံစကားတစ်ခုပါ ရုပ်ပိုင်းဆိုင်ရာအဝတ်အစားဝတ္တာကိုဆိုလိုတာဟောက်ပဲနဲ့ခရစ်တော်ကိုဝတ်ဆင်ခြင်းဆိုတာကကိုယ့်ရဲ့အတ္တတာတစ်ခုလုံးကိုလေခရစ်တော်ရဲ့စေတဘောထားသူ့ရဲ့အတ္တတာပုံစံသူ့ရဲ့ဦးစားပေးမှုတွေသူ့ရဲ့အချင်းစီအိုင်းလင်ခဏာအနေနဲ့လွှမ်းခြုံစေတာကိုဆိုလိုတာပါ။အာကိုအတ္တတာမှာထင်ဟဆေတာပေါ့ဟုတ်ပါတယ်ကိုရဲ့အပြင်ပန်းအဖြူမူတွေကိုရဲ့အသွေးခေါ်တွေကိုရဲ့သုံးပြန်ပုံတွေအားလုံးမှာခရစ်တော်ရဲ့ပုံရိပ်ထင်ဟနေစေဖို့စူးစမ်းအထောက်အကူဆိုးလို့တယ် နေ့စဉ်အသက်ရှင်နေထိုင်တဲ့အခါတိုင်းမှာဒီအခြေအနေမှာခရစ်တော်ဆိုရင်ဘယ်လိုတွေးမလဲဘယ်လိုတုံ့ပြန်မလဲဘယ်လိုလှုပ်ဆောင်မလဲဆိုတာကိုစင်ကြင်ပြီးတော့သူ့ရဲ့ဆက်နမူနာအတိုင်းလက်လျှောက်ဖို့ဆုံးဖြတ်ချက်ချခြင်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အဆုံးမှာတော့အလွန်ပြတ်သားတဲ့တတိပေးခြင်းနဲ့ဏီကုံချုပ်ထားတယ် အဲ့ဒါကတော့ဇာတိပကတိရဲ့မကောင်းတဲ့တမတ်မှုတွေကိုဖြည့်ဆည်းပေးဖို့အကောင့်ထဲဖော်ဖို့အတွက်ဘယ်တော့မှကြူတင်ကြံစီတာအစီစဉ်ဆွဲတာအခွင့်ရေးချတာမျိုးလုံးဝမလုပ်ကြဖို့အတိအလင်းတားမြစ်ချပါတယ်။ကဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ယောမအိုဝါဒါစာ အခန်းကြီး73ကအချက်လက်တွေက တကယ်ကိုစဉ်းစားစရာ လက်တွေ့ကျင့်တုံးစရာတွေများလာပါတယ်ဗျာ။အဓိကပလန်ချုပ်ရရင်တော့အစိုးရအာဏာပိုင်တွေကိုဖျားတခင်ရဲ့အစီအစဉ်အဖြစ် နားလည်ပြီးလေးစားဖို့ ဒါပေမဲ့လူလူချင်းဆက်ဆံရေးမှာအဓိက ပေးဆက်ရမယ်ဘယ်တော့မှမကုံဆုံးနိုင်တဲ့တာဝန်ကတော့မေတ္တာရီယာဖြစ်တယ်ဟုတ်ကဲ့ပြီးတော့အဲ့ဒီမေတ္တာကပဲပညာတရားအလုံးရဲ့အနှစ်ချုပ်ဖြစ်တယ်ဆိုတာနောက်ပြီးဝိညာဉ်ရေးရာမှာအမြဲနိုးချနေပြီးတော့ခရစ်တော်ရဲ့အတ္တတာကိုကိုယ့်အတ္တမှာထင်ဟပ်ဝတ်ဆင်ကျင့်သုံးဖို့အရေးကြီးတယ်ဆိုတာတွေပါပဲဒီအသိပညာတွေကိုတော့ The Wise Believers ကပြုစုထားတဲ့အချက်လက်တွေကနေဆင့်ဆွေးနွေးခဲ့ကြတာပါ ဟုတ်ပါရဲ့ဒီကျမ်းမာရဲ့သွန်သင်ချက်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်နီးပါးကရေးခဲ့တာဖြစ်ပေမဲ့ဒီနေ့ခေတ်ယုံကြည်သူတွေရဲ့လက်တွေ့ဘဝအတွက်အလုံးမဲရှိလျော်ပြီးတန်ဖိုးရှိနေတော့မှာပဲအနာပိုင်နဲ့ဆက်ဆံရေးလူမှုအတိုင်းပိုင်းနဲ့ဆက်ဆံရေးကိုယ်ပိုင်ဝိညာဉ်ရေးရအတ္တအတွက်ခိုင်မာတဲ့လမ်းညွှန်ချက်တွေဖြစ်ပါရဲ့ရှင်မှန်ပါလေဆိုတော့ဒီဆွေးနွေးမှုနဲ့ရရှိတဲ့အချက်တွေကိုနားထောင်နေသူအနေနဲ့ ကိုယ့်ရဲ့လက်တွေ့ပေါ်ကနေဘလို့ချိတ်ဆက်ပြီးဆက်လက်ဆင်ကျင်လုံးတက်သွားမလဲဆိုတာကအရေးကြီးဆုံးပါပဲဟုတ်ကဲ့အထူးသဖြင့်စဉ်းစားစရာချက်တခုထားခဲ့ခြင်းတာကတော့မေတ္တာတရားကပညာတရားအလုံးရဲ့အချုပ်ဖြစ်တယ်မေတ္တာကအိမ်နီးချင်းကိုမကောင်းမှုမဖြစ်ဘူးဆိုတဲ့အခြေခံမျိုးကိုပဲပြန်စဉ်းစားကြည့်ဖို့ပါ ဒီချက်ကိုလက်ခံတဲ့ဆိုရင်ကိုနေစဉ်ကြုံတွေ့နေရတဲ့ရှုပ်ထွေးလာတဲ့လူမှုဆက်ဆံရေးတွေသဘောထားကွဲလွဲမှုတွေအပတိပခရီကြားထဲမှာကိုနဲ့အမြင်မတူသူတွေကိုကိုစိတ်နှောက်ချက်ဖြစ်စေသူတွေကိုအတွက်ခက်ခဲစေသူတွေပုံမှာတော့ဒီမေတ္တာတရားကိုလေလက်တွေ့ကြကြဘလို့နီးလန်းနေနဲ့ပြသနိုင်မလဲဘလို့ကျင့်သုံးနိုင်မလဲဆိုတာကိုအလေးနဲ့ဆက်လက်စဉ်းကျင်ကြည့်ဖို့တိုက်တွန်းရင်းညီငုံချုပ်ခြင်းပါတယ်ရှင်